ိုင်းနိုင်ငံစမူစာခွန်ခရိုင်မဟာချိုင်းနေမီကအလုသမာတန်လျာမှာဗတ်တင်မိုးဆောင်ဆိုင်နေတဲ့မြန်မာနိုင်ငံသားအလုသမာ132ဦးကိုထိုင်းရက်တဖွဲ့ကအော်တိုပါလ16ရက်နေ့ညနေ3နာရီခန့်မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ထိုင်းစိုးရကဗတ်လုခွင့်ယာယီရဆိုင်ကြောင်းထုတ်ပြန်ပြီးအဲ့ဒီညနေမှာပဲမဟာချိုင်းတန်လျာမှာဗတ်လုဖို့ဆောင်ဆိုင်နေတဲ့မြန်မာအလုသမာတွေကိုထိုင်းရက်တွေကဖမ်းဆီးခဲ့တာပါ။ဒီအလုသမာတွေကိုဖမ်းဆီးပြီးချိန်မှာမဟာချိုင်းနေမီရဲစခန်းမှာထားခဲ့ပေမဲ့နောက်ပိုင်းမှာကိုခိုင်ရဲစခန်းကိုလွှဲပြောင်းခဲ့တယ်လို့မြန်မာအလုသမာတွေကိုကူညီပေးနေတယ်သူကပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့မြန်မာလူ့သမားတရားကျော်ပြန်ဖို့မခံရရေးထိုင်းစုရနဲ့ ILO IOM စတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုစပို့ပြီးပူးပေါင်းညှိနှိုင်းဆောင်ရွက်နေတယ်လို့ကိုခိုင်ရဲစကန်ကိုကူညီဖို့ကိုတိုင်တွားရောက်ခဲ့တဲ့ NUG လူ့သမားဝန်ကြီးဌာနတာဝန်ရှိသူက Migrate Time ကိုပြောပါဗါတယ်။ဘာလို့ဒီလူ့သမားတွေကပြန်ဖို့ဒီဖမ်းဆီးပြီးတော့မှသူတို့ထောင်ချတာလေအဲစကောင်းစီလက်ထက်အတ္တာတွေလုံလုံနေလုံလို့မရဘူးပေါ့နော်။အဲဘာဖြစ်လို့လဲဆိုတော့ ဒါထိုင်းစိုးရွားကတရားဝင်ကြေညာထားပြီးသားလေ15ရက်ဒီအောက်တိုဘာ15ရက်နေ့ရက်စာရေးပန်းရောင်ဖတ်ပြုလုပ်ရတော့မယ်ပေါ့အဓိကတော့ဒီအလုပ်အထောက်ထားပေါ့နော်လုံလောက်ကင်ဝင်အထောက်ထားဒီပန်းရောင်ဖတ်ပြေးမယ်လို့ပြောပြီးတော့မှသူ့ဘက်ကရက်ဆိုင်လိုက်တာလေအဲရက်ဆိုင်လိုက်တာအခုဒီလုံသွားတွေကလည်းကျူတင်ပြီးရောက်လာတဲ့ဟိုအခုမှနေဆက်ကနေဖြတ်ပြီးဝင်လာတဲ့အလုပ်သွားတွေမဟုတ်ဘူးပေါ့နော်အဲ့တရားကျော်ကဒီလိုရောက်နေတာဟိုအရင်ကြာနေပြီပေါ့နော်ဟိုတလားကျော်ကျော်လောက်တည်းကရောက်နေတာပေါ့ထိုင်းမှာရောက်နေတာပေါ့ ကုခိုင်ရဲစခန်းမှာချုံနောက်ခံထားရတဲ့မြန်မာလူသမားတွေဟာထိုင်းသတင်းတွေမှာဖော်ပြခဲ့သလို132ဦးမဟုတ်ပဲ120ဝန်းကျင်သာဖြစ်တယ်လို့သူကစက်ပြောပါဗါတယ်။အဲ့ဒီလူသမားတွေဟာအော်တိုဘာလ16ရက်နေ့တရက်ထဲကဖမ်းဆီးခံခဲ့ရတဲ့မြန်မာလူသမားတွေအပြင်အခြားရက်တွေကဖမ်းဆီးခံခဲ့ရတဲ့သူတွေလည်းပါတယ်လို့သိရပါဗါ။မာချိုင်မှာဖန်ဆီးခံခဲ့ရတဲ့အလုသမားတွေဟာထိုင်းနိုင်ငံလေးကိုတလာနီးပါးကြာရောက်ရှိနေပြီးဗတ်စင်းကြဖို့စောင့်ဆိုင်းနေကြတာပါ။ အော်တိုဘာလ15ရက်နေ့ကဘတ်တင်မှုတရားဝင်ခွင့်ပြုခဲ့ပြီးမယ်16ရက်နေ့မှာနေဆက်ပြဿနာအကြောင်းပြပြီးထိုင်းဆိုရကဘတ်စီရင်တင်နာကိုယာယီရဆိုင်ခဲ့ပါတယ်။ဒီလိုရဆိုင်ချိန်မှာဖန်စီတာဟာထိုင်းဆိုရရဲ့မူဝါဒအပြောင်းလဲကြောင့်သာဖြစ်တယ်လို့အလုသမားတွေကိုကူညီနေသူကစက်ပြောပါတယ်။လက်ရှိချိန်မှာအလုသမားတွေကိုလူမှုကြီးကြပ်ရေးအချုပ်စခန်းကိုပို့ထားပြီးအဲ့ဒီကတဆင့်မြန်မာပြည်ပြန်ဖို့ကိုစီစဉ်နေတာကြောင့်ပြန်ဖို့မခံရရေးဆောင်ရွက်နေတယ်လို့ကူညီပေးနေသူကပြောပါတယ်။အဲကဲထုတ်ဖို့ဆိုတဲ့အနေထားမှာကကျွန်တော်တို့ကဒါကိုသွားပြီးတော့ ကယ်ထုတ်လို့တော့မရဘူးပေါ့နော်အဲဒါပေမဲ့ဒီဟာကြတော့အလုံသမားတွေဖြစ်နေတယ်ဖြစ်နေတော့じゃကျွန်တော်တို့အဲ့လမ်းကြောင်းတိုင်းသွားလို့တော့မရဘူးဒါပေမဲ့ဒီလုံသမားတွေဒီအလုံလုံကန်ကွယ်ထောက်ထားစောင့်နေအလုံသမားဆိုတာမျိုးကိုကျွန်တော်တို့ထောက်ထားတခုပြနိုင်ရင်တော့ဒီဟာကိုလွတ်မြောက်အောင်လုပ်လို့ရနိုင်အဲ့တော့ကျွန်တော်တို့ကဒီသူတို့တောင်းဝင်ယူဆောင်ရွက်ပြီးခေါ်လာတဲ့ပွဲစားတွေသူတို့ဘယ်လောက်ကိုသွင်းမှာလဲပေါ့ဒါညို့ပွဲစားတွေကတော့သူတို့သိမှာပဲလေဒီလုံသမားကိုသူတို့အလုံထဲသွင်းမှုအတွက်အလုံထားတာဆိုတော့သူတို့ကနေမှတစင်း အဲအဲကြောင့်သူတို့ပွဲသားတွေကိုလည်းကျွန်တော်တို့ကနေမှာဟိုသူတို့အလုံမားတွေကိုမေးတယ်မင်းတို့ပွဲသားတွေအတားကိုကူညီပေးမလားပါညာပေါ့နော်ဒါလုံမယ်ဆိုရင်လွံ့မြောက်နိုင်တယ်ဒီရှိတယ်ကျွန်တော်ညီပေါင်းစုံနဲ့တော့ကြိုးစားနေသူလွံ့မြောက်ဖို့ပေါ့နော်ထိုင်းဆိုရကဘတ်တင်ဖို့ယာယီပိတ်ထားတဲ့အချိန်မှာနေဆက်ကနေတရားဝင်ဝင်ရောက်လာတဲ့မြန်မာလူထုမားတွေယာနဲ့ချီဖန်ဆီးခံနေရပါတယ်ထိုင်းဒရင်းနေမှာဖော်ပြချက်အရအော်တိုဘာလ1ရက်နေ့ကနေအော်တိုဘာလ22ရက်နေ့အထိနေဆက်ကခိုးဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား430ဦးထပ်မင်းဖမ်းဆီးခြင်းခံခဲ့ရပါတယ် ရှေ့ပြောင်းလူသမားရေးဆောင်ရွက်နေသူချို့ကတော့အခုလိုဘတ်လုတ်ခွင့်ယာယီရဆိုင်တာကြောင့်အထောက်ထားမဲ့မြန်မာလူသမားတွေအနေနဲ့ထပ်မံဖန်ဆီးခံရပြီးမြန်မာပြည်ပြောင်းဖို့ခံရနိုင်တယ်လို့သတိပေးပါရယ်။ဒီကာလမှာအထောက်ထားမဲ့မြန်မာရှေ့ပြောင်းလူသမားတွေအနေနဲ့သတိထားသွားလာနေထိုင်ကြဖို့လည်းအကြံပြုကြပါရယ်။